ရီးမီးယားလိဂ်မှာလေးပွဲဆက်ရှုံးနေကြတဲ့လီဗာပူးလီဗာပူးအသင်းက2024-2025ရာသီမှာတော့ဒီပြတဲ့အနီစလောနဲ့အတူပရီးမီးယားလိဂ်ဖလောက်ကိုတင်ပိုင်နိုင်ခဲ့ပြီးတော့ဒီရသည့်အစောပိုင်းမှာလည်းဒီနှစ်လဲလီဗာပူးပါပဲလို့ပရိသတ်တွေပြောရအောင်ကိုခြေစွမ်းတင်ငင်ခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးအသင်းကတော့ Crystal Palace နဲ့ရှင်မြန်ကစားခဲ့ရတဲ့ပွဲကနေစပြီးတော့ကန်ဆူမှုမောင်ကြခဲ့တာပဲဖြစ်ပါတယ်ရှင်။ Crystal Palace ကိုနှစ်ဂိုးတကိုးနဲ့ရှုံးနေခဲ့ပြီးအလားတူ Chelsea အသင်းကိုလည်းနှစ်ဂိုးတကိုးနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။ United နဲ့ကစားခဲ့တဲ့ပွဲမှာလည်းတည်ကြပြီးလို့ထင် င်ခဲ့တဲ့အချိန်မှာပဲ United Captain ရှင်မကွမ်းရကပွဲပြီးချိန်နောက်ဆုံးမနေ့မှာ set piece ကနေပြီးတော့ခေါင်းတိုက်ကိုသွင်းယူပေးခဲ့တာကြောင့် Liverpool အသင်း2ဂိုး2ဂိုးနဲ့ထပ်ပြီးတော့ရှုံးခဲ့ရပြန်ပါတယ်။ Denning Green ညာက Bradford အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာလည်း3ဂိုး2ဂိုးဆိုတဲ့ရလနဲ့အတူပြတ်တောက်ခံလိုက်ရတာဖြစ်ပြီးတော့အခုလိုဆုံးရတဲ့အချိန်ဒီပေါ်နီးပြအာနီစလော့ကတော့နေရာတီမှာအပြောင်းရွှေ့များစွာလှုပ်ထားတော့ပွဲတွေရှုံးတာမထူးဆန်းပါဘူး။ဒါပေမဲ့ကျွန်တော်အနေနဲ့ Premier League မှာ၄ပွဲဆက်တိုက်ရှုံးနိုင်မယ်လို့တော့မထင်ထားခဲ့ပါဘူးလို့ပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ဒီနွေရာသီအပြောင်းရွှေ့မှာပေါင်146.5တန်းကြီးတာအသုံးပြုပြီးအခုလိုရလဒ်တွေစုနေတဲ့အပေါ်ပြည်သက်တည်းရဲ့ဝေဖန်မှုတွေလည်းခံနေရတာဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်